ငွေကြေးတွေချမ်းသာကြွယ်ဝမှုတွေကဘယ်ကလာသလဲဆိုတော့ဈေးမကျတဲ့အလုပ်တွေတက်တောင်းတက်တာမရှိတဲ့အလုပ်တွေပြင်းစရာကောင်းတဲ့အလုပ်တွေတခြားသူတွေမလုပ်ချင်တဲ့အလုပ်တွေစီကနေလာပါတယ် ဲ့တော့ကျွန်တော်တို့ကြီးကြည့်လိုက်ပါကြီးပွားချမ်းသာနေတဲ့သူတွေအောင်မြင်နေတဲ့သူတွေသူတို့ကတခြားသူတွေလုတဲ့အတိုင်းလိုက်မလုပ်ဘူးတခြားသူတွေစိန်ခံတဲ့အတိုင်းလိုက်ပြီးတော့မှစိန်မခံဘူးတခြားသူတွေတက်တောင်းတက်တာရှိတဲ့နေရာမှာနေတဲ့အတိုင်းသူတို့လိုက်ပြီးတော့မှမနေဘူးဒါကြောင့်မလို့ကျွန်တော်တို့ချမ်းသာကြွယ်ဝကြတာအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေရောကိုကနေ့တစ်နေ့မှာဘာတွေလုပ်နေတလဲစိန်ကြတဲ့အလုပ်တွေတက်တောင်းတက်တာရှိတဲ့အလုပ်တွေလူတိုင်းလုပ်နေတဲ့အလုပ်တွေကိုကိုလုံမိနေသလားလုံမိနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချမ်းသာကြွယ်ဝမှုတွေရမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ဆိုလို့ ရှင်ရင်လည်းငယ်ငယ်တုန်းကဝန်ထမ်းလုပ်တယ်ဝန်ထမ်းလုပ်တဲ့အခါမှာကျွန်တော်ရဲ့အားတဲ့အခြေအတွက်မှာကျွန်တော်ဘာတွေလုပ်လဲဆိုတော့ကျွန်တော်သင်တန်းတွေတက်တယ်အင်္ဂလိပ်စာလေ့လာတယ်ကွန်ပျူတာတွေလေ့လာတယ်အများအားစူးစမ်းနေတယ်ကျွန်တော်တငယ်ချင်းတွေကတော့အေးအေးဆေးဆေးပဲအလုပ်ပြီးပြီဆိုတာနဲ့ညနေ9:00နာရီတောင်ဆိုတာနဲ့တငယ်ချင်းတွေဆုပြီးတော့မှအရက်ဆိုင်ဘီယာဆိုင်လက်ဖေးဆိုင်မှာထိုင်နေစကားတွေပြောကြတယ်အေးအေးဆေးဆေးပဲနော်အဲ့တော့သူကတက်တောင်းဆက်ဆက်ရှိတဲ့အလုပ်ကိုပဲလုပ်တာနော်ကိုပိုင်လုပ်ငန်းတွေလုပ်ဖို့မစင်စားဘူးဘာကြောင့်လဲဆိုတော့ကိုပိုင်လူလုပ်ငန်းတွေလုပ်ပြတာက risk တွေရှိတယ်ပင်ပန်းမယ် ယ်ခက်ခဲတွေရှိလိမ့်မယ်တက်တောင့်တတာမရှိဘူးဒါကြောင့်မို့သူတို့ကမလုပ်ကြတာ အဲ့တော့အခြေတစ်ခုရောက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကကိုပိုင်လုပ်ငန်းတွေလုပ်တယ်သူတို့ကအဲ့ဒီလုပ်ငန်းတွေမှာယာတို့လေးတွေတော့ရလာပါရဲ့ချမ်းသာကျော်ဝမှုကိုသူတို့မရကြဘူးအဲ့တော့ဥပမာအနေနဲ့ကျွန်တော်ကြည့်လိုက်အခုဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်နေလဲဆိုတော့ဒီ stocks တွေထဲမှာ investment လုပ်တယ်ကိုရလာတဲ့ချွေးနှင်းစာနဲ့ရှာထားတဲ့ငွေလေးကိုဟလာကျွန်တော်ကဒီတိုင်းသုံးဖြုံပြစ်လိုက်တာမျိုးမဟုတ်ဘူးအဲ့တော့ဖြစ်တယ်လို့စီမံလိုက်တာမဟုတ်ဘဲနဲ့ကိုရဲ့နောက်ထပ်10နှစ်15နှစ်နေရင်ငွေကြေးလွတ်မြောက်မှုတော့ဘာလုပ်ရလဲဆိုတော့ဒီ stock တွေမှာ investment လုပ်ဖို့တော့ကျွန်တော်အမြ 蚂蚁身上嘞，蚂蚁捉吃下来，哦，这趟这趟不行。 နောက်တက်တောင်သက်တာမရှိဘူး။ဒါပေမဲ့အဲ့ဒီတက်တောင်သက်တာမရှိခြင်းကကျွန်တော်တို့ကိုချမ်းသာကြွယ်ဝမှုတွေဖန်တီးပေးမှာ။အဲ့တော့ကျွန်တော်ကလည်းအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုလည်းဒီငွေကြေးချမ်းသာမှုတွေရချင်တယ်ဆိုလို့ရှိရင်ခုနပြောတဲ့တက်တောင်သက်တာမရှိတဲ့အလုပ်တွေလုပ်အောင်ပါ။နော်ဥပမာအနေနဲ့အဲ့ဒါကျွန်တော်ပြောသလိုပဲကိုယ်ကနိုင်ငံတကာမှာအလုပ်လုပ်နေတယ်၊လားစင်ဝင်ငွေတွေရှိတယ်။အဲ့ဒီငွေတွေကိုတုံ့ချုံပြစ်တာမျိုးမလုပ်ဘူး။တခြားသူကိုတခြားတစ်လမ်းပေးလိုက်တာမျိုးမလုပ်ဘူး။တခြားလူတွေကိုတန်းပြီးတော့မှငွေကြေးစီမံခန့်ခွဲခိုင်းတာမလုပ်ဘဲနဲ့ကိုကိုယ်တိုင်ကိုယ့်ရဲ့ဘဝနောင်ရေးအေးဖို့အတွက်ကိုကိုယ်တိုင်ငွေတွေစီမံခန့်ခွဲဖို့လို းပါတယ်အရေးကြီးပါတယ်အဲ့တော့အဲ့လိုမျိုးရင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် stock investment mastery ဆိုတဲ့သင်တန်းကျွန်တော်ဖွင့်ဖို့လုပ်နေတယ်ဒီဇင်ဘာလ15ရက်နေ့မှာကျွန်တော်ဖွင့်မယ်9ရက်တိတိသွားမယ်သင်တန်းတရက်ကို3နာရီနဲ့သင်တန်းကြီးကိုကျွန်တော်စေသိမ်းသတ်မှတ်ထားတယ်ဒါပေမဲ့ကျွန်တော်ကနိုဝင်ဘာလမှာအဲ့တဲ့လူကို 9သိန်းနဲ့လက်ခံထားတယ်ဒီဇင်ဘာလမှာအမဲ့သူတော့10သိန်းပေါ့အဲ့တော့ကျွန်တော်ချမ်းသာကြိုးဝမှုလို့ရဖို့လို့ဒီတင်နှန်းကိုလာတက်ပါတက်ချင်တယ်ဆိုလို့ကျွန်တော် message box မှာလာပြီးတော့မှပြောပါဒီဗီဒီယိုထဲကနေပြီးတော့မှဂျိုးစုံရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အတွက်တစ်ခုစဉ်းစားလိုက်နိုင်တယ်ဆိုလို့ရှင်ကောမန့်မှာ yes လို့ပြီးပါဒီဗီဒီယိုစုံထောင်ကြည့်ပြီးတော့လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ပုံပြန်လေးအောင်မှာ message တို့လေးလေးပြင်ပါစေ